အားလုံးပဲမင်္ဂလာပါခင်ဗျာ စာရေးသူမောင်နေဝင်းရေးတဲ့မှိုင်းရိပ်ဝေမောင်လို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းသုံးအနေနဲ့ကျွန်တော်ကိုကြွေတာမှဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာကိုပါကြီးရေစကားကိုမောင်ကြီးကသဘောကျမိလေသည် မော်ဒင်ကွက်တင်မှထွက်လာခြင်းကစား၍သူနှင့်လမ်းခွဲသွားသောညီဖြစ်သူမောင်ငယ်ကိုပါလိုက်၍ခေါ်ခြင်းသည်သို့သောမောင်ငယ်ကလည်းသူ့အလုပ်ရှိရာသွားမည်ဟုသာဖြေသွားသည် ဘဲကိုသွားမိဟုမပြောမောင်ငယ်ဘာလို့မိကိုလည်းမသိသူကတော့ကိုပိုက်ကြီးစီတို့ရောက်လာသည်စိတ်ကန်းတို့မပြန်တော့ဟုဆုံးဖြတ်ထားပြီးဖြစ်တော့သူ့ကိုကိုပိုက်ကြီးနဲ့ဆက်သွယ်ပေးသူမှာချောချွေဖြစ်နေသည်ချောချွေကစိတ်ကန်းတွင် အတီတကြအလုံးလို့သူမဟုတ်တရက်နှစ်ရက်လောက်လာအလုံးလို့ပြီး၄၅ရက်လောက်ကိုရောင်ဖြောင်းနေသူဖြစ်ပါသည်အဆက်အသွယ်အပေါင်းအသင်းလည်းများပါသည်ဒါကျွန်တော်တငယ်ချင်းပဲကိုပိုက်ကြီးအလုတ်ကလေးပါလေရှားပေးလိုက်ပါဗျာ သူကအလုတ်တိတ်လို့ရှင်နေတာခမည်းတော်နဲ့ဆိုအန်ကိုက်ဖြစ်မှာပါချောကျေကသူ့ကလူပြောက မောင်ကြီးအားကိုပိုက်ကြီးထံတွင် အနှံထားခဲ့သည် ကိုလုံးကိုထဲမကြီးလွန်မသေးလွန်လူရည်တန့်ဖြက်လက်သည့်လူငယ်လူရွယ်ဖြစ်သော မောင်ကြီးကို ကိုပိုက်ကြီးကအလွန်သဘောကျသွားသည် အမှန်ကတော့ငါကအလောက်ကန်ချပေးမဲ့လူဆိုရင်ငါ့ကိုဆရာသမားဖြစ်နေနည်းနည်းပပတော့ကတော့ရတယ်ကွဒါပေမဲ့ မင်းကတကယ်ဒုက္ခရောက်လာတဲ့ကောင်မို့ငါ့ကိုကတော့ကြရမလိုပါဘူးငါပေးတဲ့ပညာကိုသာရအောင်ယူကြားလားမောင်ကြီးကကိုပိုက်ကြီးအမိန်တန်ကိုနာခံရလေသည်ငါတို့အလုပ်ကမသိရင်အင်မတန်ခက်တယ်တိတော်လဲထမင်းစားရေးတော့အလုံးမျိုးกว่าအင်မတန်လွယ်တယ်မိရထားဘူတာယုံတို့တင်မောစိတ်တို့ပိုင်းစကုတ်ယုံတို့မှာလည်းအလုပ်ကောင်းကောင်းဖြစ်တယ်တိမ်ကြီးစည်းလို့ဘိုးချုပ်စည်းလို့ဈေးတွေမှာလှုပ်လဲရတာပဲဟုတ်ကွာ လူစီကားတဲ့နေရာဆိုရင်အကုန်ဆိုပါတော့ဟင်ကျွန်တော်ကျွန်တော်ဘာလုပ်ရမလဲဆရာငါလက်တွေ့ပြမယ်လေမင်းကြည့်ကိုပါကြီးစီဘူတာယုံဤနာယံနာယီစင်အောက်မှနေပြီးရုပ်ရှင်ယုံများရှိရာဘက်သို့ဖြတ်ကူးသွား၏ငါနဲ့မနီဝေးမနီမဝေးကလိုက်နော်ပြေးလာလွှားလာမလုပ်နဲ့ငါဘာလုပ်တယ်ဆိုတာကိုသာမင်းတည်တည်ချာချာကြည့်တာအနာနဲ့တိတ်ပြီးကတ်မလိုက်နဲ့ရုပ်ချင်းရုံတဝိုက်တွင်လုံးလူအလွန်စီကားလေးရရှိသည် လူမျိုးစုံတို့ဥတော်ဟုသွာလာနေကြသည်လက်မှတ်ယုံတွင်လက်မှတ်ထိုးနေသောလူအုပ်ကြီးမှာရိုးရိုးရတာဖြစ်လျက်ရှိသည် မောင်ကြီးသည်ကိုပိုင်ကြီးနှင့်မလှမကမ်းမှလိုက်သွားကာကိုပိုင်ကြီးအရေအကဲကိုမျက်ရည်မပြတ်ကြည့်၍နေမိ၏ကိုပိုင်ကြီးသည်ကလက်မှတ်တိုးနေသောလူအုပ်ကြီးကြားသို့ဝင်တိုးလိုက်လျာမောင်ကြီးကလည်းမယောင်မလဲနှင့်လူအုပ်ကြားသို့ဝင်သွားလေ၏လူအုပ်ကြား၌တဲတဲမဲမဲတိုးနေသောလူတယောက်၏အိမ်မှာ ဖောင်နေကိုကိုပိုက်ကြီးကဆက်ကနေထုတ်ခါသူ့ရင်ဘက်အင်းကြီးအိတ်ထဲသို့ထိုးထဲလိုက်လေသည်မိမတယောက်သည်ကလေးငယ်ကိုတစ်ဖက်ကပွေ့ချင်ရင်လက်မှတ်တိုးနေ၏ကိုပိုက်ကြီးလက်ချောင်းများကထိုမိမ၏လက်ပင်မှဆွဲကြိုးကလေးကိုကတ်ကြေးဖြင့်ညှက်တလိုလိုဆွဲချိတ်တလိုလိုလှုပ်ခါဆွဲကြိုးကုန်းကလေးသည်ကိုပိုက်ကြီး၏ကျင်းလေလွန်းလာသောလက်ချောင်းများအတွင်သို့ပါရောက်လာပြီးမင်းနှင့်ပါအတွင်ပဇောင်းအတွင်သို့ရောက်သွားလေသည်ထို့နောက်ကိုပိုက်ကြီးသည်လူအုပ်ကြားမှတိုးခွေရင်းထွက်လာခဲ့ရာ မောင်ကြီးကလည်းမလန့်မကန့်မှလိုက်သွားသည်မကြမီစူးလေဖျားလန်းဂုံတရာကြီးဤအောက်သို့ရောက်သွားကြသည်အုတ်နံရံသည်ယထာမိုင်းများဆွဲနေသည့်အတွေ့မဲနှက်လျက်ရှိအလင်းရောင်သည်လည်းကောင်းစွာမဝင်နိုင်သဖြင့်ဂုံတရာကြီးအောက်မှမီးယထာတန်လန်းနှပေးတွင်အမောင်ရိပ်များချက်တန်းနေ၏ကဲတွေ့ပလားဒီလိုနေရာမျိုးမှာမကြောက်ရဘူးလက်ကမတုံရဘူးလက်ချောင်းတွေကိုရဲရဲထားရတယ် လက်ချောင်းတွေဟာတန်ချောင်းကြီးတွေလိုတော့တောက်မီမနေရဘူးပေါ့ဒီကလိုကိုင်းနိုင်ညွန့်နိုင်အောင်ပျော့ပျော့ပြောင်ပြောင်ဖြစ်နေရမယ်ဆွဲကြိုးရဲ့အလုံးအထည်ကိုအကဲခတ်လက်ချောင်းနဲ့နိုင်တဲ့အလုံးအသေးလေးဆိုရင်အောက်ကနေလက်ညိုးနဲ့လက်ခနဲ့ကိုခံလက်မနဲ့အပေါ်ကချိတ်ပြီးဖိချလိုက်သူ့ရဲ့အသားကိုတွားပြီးမထိစေနဲ့ပြတ်ထွက်လာပြီဆိုတာနဲ့တပြိုင်နက်အသားကလေးချော့ပြီးဆွဲလိုက် လက်ဝါးထဲမှာစက်ခုဆုပ်ရှည်တယ်လို့စုကင်ထားပြီးပဇောင်နဲ့ထက်ဒါမှမဟုတ်မျိုးသားချလိုက်ကွာရှီးပါရင်ရွှေတွေပြန်ထွက်လာတာပဲမဟုတ်လားမှတ်ထားနော်မောင်ကြီးကခေါင်းတညိမ့်ညိမ့်လှုပ်ရင်းရင်ခုန်နေသည်သူမျက်စိချင်း၌မြင်လဲရသောအဖြစ်အပျက်တွေကိုမယုံနိုင်သည့်အလားတန်တောဖြစ်၍နေ၏မင်းကိုဗိုလ်ချုပ်စေးကအင်းကြီးတထဲကောင်းကောင်းဝယ်ပေးမယ်ဟုတ်ပြီလားမင်းတော့မပတ်စံလဲပေးအောင်မယ်ငါတပည့်ရာဘာမှမစိုးရင်ပါနဲ့ ငါမမင်းတို့တပည့်ပေါင်း6ယောက်10ယောက်ရှိတယ်ကွကဲဒီနေ့ကစပြီမင်းငါတပည့်ဖြစ်ပြီငါဆိုတဲ့အတိုင်းပဲလိုက်ဆိုကျွန်တော်ဒီဆရာခိုင်းသမျှလောက်ပါမီဆရာကိုတစ္ဆာမဖောက်ပါတစ္ဆာဖောက်ခဲ့လျင်တွေးစိမ့်စိမ့်ပွက်အံ၍တေပါစေတာကိုပိုင်ကြီးတိုင်ပြည့်သည့်အတိုင်းမောင်ကြီးကလိုက်ဆိုသည်ကိုပိုင်ကြီးကမောင်ကြီး၏ခေါင်းကိုလက်ဝါးဖြင့်၃ချိန်၃ခါတိတိအုပ်လိုက်သည် ဤအချိန်မှစ၍ကိုပိုက်ကြီးသည် မောင်ကြီးအားသူခိုင်းအတွင်သို့တွတ်သွင်းလိုက်လေ။သူပြောထားသည့်ဂတိအတိုင်းလဲမောင်ကြီးအတွေ့ဟာဝေယံရှက်တထဲဝယ်ပေးလေသည်။လက်တူတူလက်တောင်းတောင်းအတုံးလက်တူလက်တောင်းအတုံးစရိတ်အတွက်လဲငွေ၅ချက်ပေးထားလေသည်။မောင်ကြီးမှာရင်တုံလျက်ရှိသည်။ကြောင်မဖွယ်ကောင်းလာသောအဖြစ်ဆိုးကြီးတရက်ကိုရင်ဆိုင်နေရသူအလားကိုပိုက်ကြီးနှင့်တခြားသော သူတပည့်တပန်းများကြားတွင် မျက်စိတငယ်ရောင်တိရောင်နာဖြစ်၍နေသည်။ သို့တော်ဤပန်ဝန်းကျင်ဤအတိုင်းဝိုင်းကအပြောကောင်းအစွဲကောင်းအပေါင်းဖော်များကြောင့်၎င်းခိုးကြောင်ခိုးဝဲစွန့်စွန့်စားစားလောက်ရခြင်းသည်ပဲလေရင်ဖိုတဲထိတ်စိတ်ဝင်စားတတ်သော သူတလေသူပီစားကြောင့်လည်းညားမကြာမီပျော်မွေ့ကြည်နူးလာသည်မောင်ကြီးတယောက်နေသားတကြဖြစ်လာခဲ့ချေပြီတကားမောင်ကြီးဤပင်ကိုဗီဇကပဲလျင်တက်တိရှိသူရဲရင်သူသွေးအေးသူဖြစ်သည့်အတိုင်း ရန်ကုန်မြို့၏ကပိုက်၌လောက ဖောက်ထွင်းလောကတွင် မောင်ကြီးသည် အလွန်တရာကြော်စောထင်ရှားလာသူတစ်ယောက်ဖြစ်၍လာတော်၏မောင်ကြီးကိုကြည့်ပါအရွယ်ကောင်းကောင်းအသက်ကငယ်ငယ်အသားကလက်လက်နှာတန်ပေါ်သည်သပင်ကောက်ပြီးအဝတ်အစားကိုအမြဲလိုလိုတည်တည်တက်တက်ဝတ်စားစင်ရတတ်သည်သူကိုရုပ်ရှင်မြင်လျင်ကပိုက်၌သမှာဖောက်ထင်းသမှာဟုမြည်သူကားမြထင်နိုင်ွယ်မရှိ ။သို့မို့ကြောင့်မောင်ကြီးအဖို့ဤအလုံးလောက်ရာတွင်ပို၍အစဉ်ပြေချော့မွေ့လျက်ရှိသည်။သူကိုယ်တိုင်ကလည်းစိတ်ပါလက်ပါဖြစ်နေပြီမို့ဤအလုတ်တွင် မောင်ကြီးပျော်ပိုက်ဒီမှာတစုံတရာအစမ်းတကျဲထင်ပွေရမရှိရုပ်ချင်းယုံများတဲ့ဝိုက်တွင် မကြကနာဆိုသလိုဆွဲကြိုးဖြုတ်မှုကပိုက်နိုင်မှုတွေပေါ်ပေါက်လျက်ရှိရာတတ်ဆိုင်ရာရဲဌာနကလည်းအထူးတလည်းတတိထားဆောင်ကြည်လာသည်ရင်းတို့ရဲတွေကမျက်စိကျနေပြီဖြစ်ကြောင်းတိတိအခါမျိုးတွင် မောင်ကြီးသည်ဆွဲကြိုးဖြတ်ခြင်းကပိုင်းနိုင်ခြင်းသည်ဟူသောအလုပ်ကိုခਿੱတဆိုင်ကဘိုင်းစကယ်လေခြင်းကားပစ္စည်းဖြုတ်ခြင်းစသည့်အလုပ်များဘက်သို့ကူးပြောင်းသွားလေသည်တို့ကလေးအလုပ်တစ်ခုမှ အလုပ်တစ်ခုကူးပြောင်းရင် ကိုပိုင်ကြီးကျေးဇူးကြောင့်တော်မျိုးစုံကိုဖွင့်တက်လာသည် အမျိုးသမီးတို့ကဆန်ညက်တစ်ချောင်းတူဒီမဟုတ်တွန်းနှန်းကြိုးစားကလေးတစ်ခုတခုတည်းရလေရင်မြည်သည့်တော့ကိုမစိုးဖွင့်နိုင်လာသည် တော်ရုံတိုင်ရုံတေးသေးသွဲသွဲတော့တာဆိုလျင်ကလဝါဖြင့်တစ်ချက်ပုတ်လျင်ပွင့်နိုင်သည်ယနေ့နနလင်းချိန်မှစပြီးမိုးသည်ဆွေဖွဲ၍နေသည်ကောင်းကင်မြေတစ်ခုလုံးမှာမိုးသားတိမ်လိမ်များဖြင့်ချက်တိုင်းအုံမိုင်းလျက်ရှိသည်တခါတရံတွင်လေပြင်းကလည်းဝေရန်တိုက်ခတ်တတ်သေးသည်မောင်ကြီးသည်ရန်ကင်းအစွန်ဘက်ရှိတိုက်တန်းလျားကြီးပေါ်မှအပေါ်ထက်အစွန်ဆုံးအခန်းကိုအရေးအကဲခတ်လျက်ရှိသည် သူဝစ်စင်ထားသောမိုးကသည်တဲထန်လာသောမိုးကိုမနိုင်သည့်အလားအတွင်းဘက်အထိမိုးရေတွေစိတ်ဝင်နေသည့်အတွေ့သူ၏တစ်ကိုယ်လုံးမှမိုးရေတွေဆူဆွဲလျက်ရှိလေသည်ရေပိုင်လုံးကြီးကိုကြွယ်ကာကြည့်နေခြင်းဖြစ်သည့်အတွေ့မောင်ကြီးကိုမိသူကားအမျှသတိမထားမိခဲ့ကြချေရေပိုင်ကြီးတစ်ခုတဝိုက်တွင် လူသွားလူလာလမ်းကလေးသာရှိပြီးညံ့ရိုင်းများချုံများ ပေါများလာသည့်အတွေ့လူသွားလူလာပြက်သည်ခိုးအောင်၍လည်းကောင်းသည် အမတ်မတင်အခဲခတ်ဆောင်ဆိုင်ရင်မရောက်မလဲလုံနေရန်အတွက်လည်းအလွန်အင့်လျော်သောနေရာဖြစ်လေသည်။သူကြောင့်မို့လဲဤနေရာကိုသာသူရွေးချယ်ခဲ့ခြင်းဖြစ်သည်။သူဆောင်ဆိုင်အခဲခတ်နေသောအခန်းသည်လင်မယားနှစ်ယောက်တည်းနေထိုင်သောအခန်းဖြစ်လေသည်။ပိုင်လုံးရှိရာဘက်တွင်အိမ်ခန်းရှိလျာရတင်းတကားတွေဖွင့်ထားသောအခါများ၌အခန်းတွင်ကလှုပ်ရှားမှုကိုအတိုင်းသားမြင်နေရသည်။မှန်ပြတင်းပေါက်များသည်ကျယ်ဝန်းလာ၏။တန်တိုင်းဟူ၍လည်းမရှိ။တန်တိုင်းမရှိသောမြန်မြန်မတင်းဟူသည် ။ဖောက်ထင်းသမားများအတွေ့ပြောပါလောက်သည့်အရာမဟုတ်။ဤရခန်းတွင်နေထိုင်သောလင်မယား၌ခလေးမရှိ။လင်ကယုံတယုံ၌အရာရှိကြီးတဦးဖြစ်၏။လင်ကိုမယားနှစ်ယောက်တည်းသာနေထိုင်သည့်အတွေ့နေကင်းနေနယ်လာဤရခန်းမှာတနေ့လုံးလိုလိုတကားအလုံးပိတ်ထားသောလူသူလေးပါကိမ်းမဲ့သည့်အခန်းများသာဖြစ်၍နေသည်။ဤအခန်းကြောင်းနှင့်အနေထားစင်းမြစ်ကိုလက်ထောက်ချသောသူတို့ကိုင်းသားဝင်တို့ဦး၏အဆိုအရ အခန်းရှင်လေမယား၌အတွင်းပစ္စည်းကာလတံပိုးတသောကွက်တဲ့အမနဲ့ရှိမည်ဟုဆိုထားသည်လင်ဖြစ်သူက9နာရီတွင်ယုံသွားသည်မယားဖြစ်သူကအမေမကျမ်းပါသည့်အတွေ့တောသို့ပြန်နေသည်ယခုလို မိုးအေးအေးရံမျိုးတွင်ရံကင်းရက်ွက်တစ်ခုလုံးလိုလိုမှာတကားပိတ်ကအိမ်တွင်အခန်းများ၌သာခိုးအောင်းထက်ကြရာ အလုံးလုံးရံအတွေ့အချိန်အခါအသင့်လျော်ဆုံးဖြစ်လိမ့်မည်ဟုသူ့ကိုသတင်းပေးသည်ရေပိုင်လုံးကြီးရှိရာဘက်မှကြည့်လျင် ဒေတိုတွေ့ရမည့်အခန်းသည်အိတ်ခန်းဖြစ်သည်အိတ်ခန်းနှင့်ကန့်လျက်ကအိတ်ခန်းမှာရေချိုးခန်းဖြစ်လေသည်ရေချိုးခန်းနှင့်တွဲဆက်သည့်နေရာတွင် တိုက်နိုင်ရန်မှာတထောင်သေးချိုးနေသည့်အနေအထားဖြစ်လေသည်ထိုတထောင်သေးချိုးကိုင်းနေသောတိုက်နိုင်ရန်တွင် ရေပိုက်မိန်လာပိုက်ရှိလေသည်မိန်လာပိုက်သည်အပေါ်ဆုံးထက်၏အိမ်သာခန်းမှနေ၍အောက်သို့ဆင်းသက်လာရ၌အောက်ထက်အိမ်သာခန်းမှထွက်လာသောမိန်လာပိုက်များနှင့်လမောင်းနှစ်ဖက်ကိုကာယာဖြန့်တန်းထားသူပါမှာဆက်ဆက်၍နေလေသည် အိမ်ခန်းတို့အများဆုံးရောက်နိုင်သောနေရာမှာမိန်လာပိုက်မှတွေ့တဲ့ရန်သာဖြစ်ပေလိမ့်မည်ထို့ပြင်မိန်လာပိုက်သည်တာမန်ရေပိုက်ထက်အလုံးအထည်ကြီးကြံတန်းဤပိုက်ဆက်များသည့်ဖြင့်ရှင်နင်းရန် လက်ကဆွတ်တဲ့ရန် အလွန်အဆင်ပြေသော ပိုင်မျိုးဖြစ်လေသည်နနက်9နာရီတိတိထိုးလေပြီဟောဟိုမှာ ရုံးကားလာရက်ပြီအဲ့ဒီကားနဲ့အခန်းချင်ကအလုတ်တက်တယ်ရုံးကားထွက်သွားရင်တအိမ်လုံးလူမရှိတော့ဘူးသာမှအေးအေးဆေးဆေးသာတက်ပြီတော့ ကိုပိုက်ကြီးကသူ့ကိုမှားကြသည်သည်ကိုပိုက်ကြီးသည် မိုးရေတွေဆွဆွနေသည့်အတွေ့ကျွတ်ဆုပ်ကလေးပမာပိုက်လုံးနားတွင်ပူ၍ထိုင်နေလေ၏ရှမ်းသည်ဖြင့်သူ၏တကုတ်လုံးမှလည်းခိုက်ခိုက်တုံလျက်ရှိ၏တိုက်တန်းလျားကြီးချစ်တွင်ထိုးရက်နေသောကားမှရေကားဖြစ်သည်ရေကားဆိုတော့လေအရက်သုံးတာမန်ရေကားမဟုတ်အစိမ်းရောင်တုတ်ထားသောဘောနဲ့မြင့်ဝီလီရေကားဖြစ်လေသည်ရင်းအခအရက်မြင့်မြင့်လူတယောက်တိုက်တွင်းကထွက်လာသည်မိုးကကိုမဝစ်တော့ပဲ ဖြန့်ချုံရာကားပေါ်သို့တက်မီနှင့်တပြိုင်နက်ဝီလီကြကားသည်မောင်းထွက်၍သွားလေသည်မောင်ကြီးသည်အပေါ်ဆုံးအထက်ကြီးအစွန်ဆုံးစီသို့လှမ်း၍ကြည့်ပြန်သည်မြန်မြတ်တင်အားလုံးမှာပိတ်ထားလေသည်အခန်းတစ်ခုလုံးမှာငြိမ်သက်တိတ်ဆိတ်နေသည့်အလားထင်ရသည်မိုးရိပ်မိုးစင်ကိုအကဲခတ်ပြန်သည် ကောင်းဝင်တစ်ခုလုံးမှာမှိုင်းပြမဲမောင်နေစေမိုးကလည်းနတ်တို့ဖန်ရေကန်အတင်းကြာအတင်းဟုဆိုရလိမ့်မလားမသိဘူး တဲတဲမဲမဲရွာချလိုက်ရာပတ်ဝန်းကျင်တစ်ခုလုံးမှာမိုးစက်မိုးပေါက်ကလကကြီးအကြားတွင်ဘာကိုမှမမြင်နိုင်တော့အောင်မှောင်မဲသွားလေ။ကဲမောင်ကြီးအန်ကြိုက်ပဲဟိမင်းတက်ပြီတော့ပြီးပြီချင်းတန်လျက်ဆုံးကိုပြန်ခဲ့နော်။ငါအဲ့ဒီကနေစောင့်မယ်။ခုတော့ချမ်းတို့သေတော့မယ်ဟာ။ငါပြန်နေမယ်ဟုတ်ပြီလား။မင်းကရိယာတွေရောဆုံရက်လားကြည်ဦး။ ကိုပိုက်ကြီးကအထက်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကိုနှက်ကြတယ်လို့တဆက်ဆက်ရရင်မေးလေ။မောင်ကြီးဒီမိုးကအတွင်းသို့လက်ချိုကဆန်းလိုက်။ဘောင်းမီကားကြတွေညှက်ထားသောစောက်ပြားတစ်ချောင်းတူငယ်တစ်လက်ပတ်စံကျိုးခွေတစ်ခွေဝက်ဥလက်တစ်ချောင်းကိုဆန်းမိလေ။ဘောင်းမီနဲ့အတွင်းမှစိန်သွားငယ်ကိုလည်းတေချာအောင်ထပ်ပြီးဆန်းကြည့်သေးသည်။အားလုံးပြည့်စုံလေပြီ။အကုန်ပါပြီးเสีย။အေးတွားမင်းဘက်နောက်ကိုချွတ်ထားခဲ့လေကွာ။ဟုတ်ကဲ့เสีย။ ဲတွားတွားပြီးပြီချင်းလာခဲ့နော်ငါစောင့်နေမယ်ဟုတ်ကဲ့ခမစိတ်သာချကျွန်တော်လာခဲ့မယ်ကိုပါကြီးစီရေပိုက်လုံးကြီးအတိုင်းမိုးရေကိုတဆွတ်ဆွတ်မြည်နေအောင်နင်းကကိုတက်လက်ဘက်စီတို့ထွက်ခွာသွား၏မောင်ကြီးကလည်းမိုးတက်ခိုင်အခွင့်ကောင်းကိုလက်မလွတ်ရန်ရေပိုက်လုံးပေါ်သို့တက်ခါတစ်ဖက်သို့လွှာကနေခုံချလိုက်၏မိုးရေထဲမှပင်မောင်ကြီးသည်ခတ်တုတ်တုတ်လျှောက်ကတိုက်နိုင်ရန်သားသို့ကတ်ခဲ့လေ၏အောက်ထပ်အခန်းတွေ၏အရှင်တွေကိုကြည့်ရသေး၏ တိုင်းနိုင်ငံတလောင်တည်းချိုးနေရာတွေတွေ့ရတော့ပြတင်းတကားတွေမှာကြီးကြီးမားမားမဟုတ်အခမ်းပြတင်းများထက်သေးဤအိမ်သာပြတင်းများဤထုံးစံအတိုင်းတချို့ကအတွင်းဘက်သို့မမြင်နိုင်အောင်ဆေးဖြူတွေတုတ်ထားကြပြီးတချို့သောပြတင်းများကအတွင်းဘက်မှနေ၍ခန်းစည်းအလုံးကာထားသည့်ပြတင်းများသာဖြစ်သည်စိတ်ချရပါပြီပေါင်ကြီးသည်တောတိပင်တို့၌ကျွမ်းကျင်လာသောမြောက်လဲကျော်ဘက်မှမိန်လာပိုက်ကိုဆွဲ၍တက်ခဲ့လျာ စကားပိုင်းတွင် အပေါ်ဆုံးအိမ်ခန်းစီသို့ရောက်သွားခဲ့လေသည်သူသည်ပိတ်ထားသောမှန်ပြတင်းမှမှန်ချက်ကိုစိမ့်သွားဖြင့်ကြက်ပြားဝိုင်းထက် အတန်ငယ်ကြီးသောစက်ဝိုင်းတံတန်းဆွဲချလိုက်လေထို့နောက်လက်ဖက်နှောင့်ဖြင့်ခက်ဆက်သက်ရိုက်ချလိုက်ရာစက်ဝိုင်းတံတန်းပေါက်သည်ထွက်ကျသွားလေထိုအပေါင်းမှနေ၍သူလက်ချိုသွင်းကတကားချက်ကိုဖွင့်လိုက်၏အပေါ်ချက်မှာပြက်နေသည့်အတွေ့အောက်ချက်ကိုဖွင့်နိုင်သည့်နှင့်တပြိုင်နက်မှန်တကားလည်းအလိုလျောက်ပွင့်ထွက်၍လာရတော့သည် ပြတင်းတော့ပွင့်သွားပြီ။တိုးတော့ပြတင်းနှကား၏အတွင်ဘက်အမောင်မှနေ၍တက်သားတန်းများကပ်ရိုက်ထားသည်ကိုတွေ့ရပြန်သည်။တသား၏တို့မှာတလမ်းမကွဲခန့်ရှိပြီးဗျက်မှာနှစ်လမ်းမခန့်သာရှိသည်မို့ခက်ခဲလှသည်မဟုတ်တသားနှင့်ပြတင်းမောင်ကြားတို့စောက်ပြားကိုချိုးသွင်းကဂလန့်လိုက်ရာတသားနှင့်ပြတင်းမောင်ကိုဆွဲကပ်ထားသောတံမိုးများကျွတ်ပါလာသည် တက်သား၃လမ်းကိုဤနီးဤဖြင့်ဖွင့်ပြီးတည်နေတဲ့ပြိုင်နဲ့သူဒီအိမ်သားအခန်းတွင်းသို့အလွယ်တကူပင်ရောက်ရည်သွားလေတော့ဤသူ့အလောက်ကမပြီးသေးအိမ်သားကန်းနဲ့ရေချိုးကန်းတွဲထားသည့်အတွေ့အိမ်သားတကားဟူ၍လည်းတိချာမရှိတော့လေရေချိုးကန်းနဲ့အိမ်ခန်းကြားတွင်တကားတစ်ချက်အခန်းနေပြန်သေးသည် တကားကိုအသာဆွဲဖွင့်သည် မပွင့်အပြင်ဘက်မှဂျက်ထိုးထားခြင်းဖြစ်သည်တေချာလေပြီဤတကားပွင့်လျင်အိမ်ခန်းတွင်းသို့သူရောက်ပေတော်မည် တကားမှာသူဖွင့်နေကြရင်းနှီးနေကြ များစွာသောတကားများကဲ့သို့ပင်အရွက်နှစ်ရွက်ကိုစိတ်ပြေပိတ်ထားသည့်တကားမျိုးဖြစ်သည်ဤတကားမျိုးတွင်များသောအားဖြင့်အလယ်မင်းတို့မှရှိတဲ့အပေါ်ချက်အောက်ချက်သာရှိသည်အပေါ်ဝိုင်းမှနေပြတကားကို ဆွဲကြည့်သည်တကားရွက်ကမလို့အပေါ်ချက်ကိုပါထိုးသွားစီမှာတေချာလာ၏တို့တော်လှစ်ကနေသူဝမ်းသာသွားသည် တကားဤအပေါ်ချက်အထက်တန်းတွင်ကန့်လန့်ဖြန့်မှန်ကဲလာကလေးရှိသည် သူသည်ရေချိုးခန်းအတွင်းရှိတံပုံးလို့ကိုမှောက်ခါတံပုံးလို့ပေါ်သို့ကိုကိုဖောက်တက်လျက်မှန်ကဲလားလေးကိုတွန်းကာလက်နှာ၍တကားချက်ကိုဖြုတ်လိုက်တကားပေါ်ပိုင်းကိုဟား၍ရပြီဆိုသောအခါအဟားတို့အကြားကို တူကိုအတွင်းပြီး ကြားကန်ကန်ကဟပေးရင် အောက်ကချက်ကိုလက်ညိုးတစ်ချောင်းနဲ့နဲ့ကော်၍မတင်လာရအောက်ချက်လည်းပြုတ်သွားလေတော့သည်ကဲရောက်ပြီသူ့ရင်တွင်၌မြည်ဟီးသွားသောစကားလုံးများနှင့်အတူသူသည်လည်းအိမ်ခန်းတွင်သို့ဝင်မိလေ၏ မောင်ကြီးကအချင်းကြကြဆွဲတဲ့သူမဟုတ်ဒီလိုအလုံမျိုးတွင်အချင်းကြကြဆွဲရည်လည်းမဖြစ်တို့ကြောင့်မို့သူသည်ဖယိုးဖျက်ပြည့်နေသောကတင်ကိုဂယုမဆိုင်အားပဲအဝဲစားပြီတို့ကိုဆွဲဖွင့်လိုက်အဝဲစားသာတွေ့သည်လက်ဝက်လက်စားဟုလက်ဝက်လက်စားနှင့်ငွေကိုကားမတွေ့တဖန်ဘီရိုခါအလဲတွင်ရှိသောအံဆွဲကိုဆွဲဖွင့်ရာမပွင့်တောက်ခတ်ထားသည်အလွန်ရေစရာကောင်းသောအင်ရှင်မာတကားဟု သူတွေးမိလိုက်သည် ဗီရိုတစ်ခုလုံးကိုတော့တော့မှတ်ခတ်ပဲဗီရိုအတွင်းအန်ဆွဲကြမှာတော့ခတ်ထားသည်တော့ကိုရှားကြည့်သေးသည်မတွေ့သည့်အစုံအချိန်မကုန်ခံတော့ပဲသူ့အိတ်အတွင်း၌ပါလာတော့ဖဲရီတန်ချောင်းကောက်ကလေးဖြင့်နှစ်ချက်သုံးချက်များဟိုဘက်ဒီဘက်လှည့်လိုက်တော့အခါဗီရိုအန်ဆွဲကပွင့်သွားလေသည်တွေ့လေပြီယိုရီယာဘက်ကလာတော့ဘတ်ကျိုးကတကောပလဲဆွဲကျိုးတကောရိုးရိုးတန်ကျိုးတကောပလဲလက်ကောက်နှစ်ကွင်းစိန်လက်စွတ်တကွင်း တဆယ်တန်းတအုပ်သူသည်ပစ္စည်းတွေကိုလက်ကင်ဝါပြင်းထုတ်ကအိတ်သေးသို့တို့သွင်းလိုက်သည်ထိုအခါသူတို့ကိုယ်လုံးတုံသွားသည်ခေါင်းပန်းနှပန်းလည်းကြီးသွားသည်အပြင်ဒကာမကြီး၏တော့ဖွင့်တန်းကို ကြားရပြီးလူတယောက်ဝင်လာတန်းကိုကြားရသည် အိတ်ခန်းတော့ကိုဖွင့်နေလိမ့်ပြီသူသည်လှင်းမြန်းသောဒကာနာကကအတွင်းမှနေ၍နှစ်ချက်ဂျက်နှစ်ချက်စလုံးကိုထိုးထားလိုက်နေသည်တခိုးပြောဓမြပြောလာကြပါဦးပြော အပြင်ဘက်ကလူကချက်ချင်းရိတ်စားသွားမိသည့်အတိုင်းဗျဒင်းတကားပေါင်းမှနေ၍အတန်ကုန်ဟိပ်၍អော်လေသည်။မောင်ကြီးသည်ရုတ်တရက်အားဖြင့်မြည်တို့လောက်ရမှန်းမသိလောက်အောင်ကြောင်နေ၏။အပြင်ဘက်ကလူတန်တွေကိုကြားရသည်။ပတ်ဝန်းကျင်တစ်ခုလုံးမှာစူညံသွားသည်။စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းတိုက်ဤအခန်းအပြင်ဘက်စီလေးဘက်စီအောက်ဘက်စီမှစူးစူးညံ့ညံ့အတန်တွေကိုလည်းဘလုံးပထွေးကြားရသည်။သူကပိတ်မိနေရှိပြီ။ မောင်ကြီးသည်ရေချိုးခန်းတို့ပြန်ဝင်ကာတက်လာသောမိန်လာပိုက်ပြုံအတိုင်းဆက်စင်းရကောင်းမလားဟုစဉ်းစားရင်းအောက်တို့အသာလှမ်းကြည့်သည်အောက်တွင်လည်းလူတွေအုံနေသည်တချို့ကဒုတ်တွေဓားတွေကင်ဆွဲထားကြသည်ဤလူအုပ်ချောင်းတို့သာရောက်လျင်စိတ်စိတ်ညံ့ညံ့ကြေရတော့မည်ဟုသူနားလေထားလိုက်ကာဖြစ်လို့ရာဖြစ်စေတော့ဟူသောသဘောဖြင့်အိမ်ခန်းတွင်တို့ပြန်ဝင်လာပြန်သည်သူအခြေစိတ်လက်စစ်တွေချောင်လာလိုက်သလားဟုထင်လိုက်ရသည် သွေးတွုံးမြန်ပြီးရင်တွေလည်းခုန်လာသည်တကိုယ်လုံးမှာကတုံကရင်ဖြစ်၍နေပြီအပေါ်တက်မှလွန့်လွန့်လွန်ညာတွေ့စင်းကလူအုပ်ကြား၌ခွေးသေးဝက်သေးတည်ရမည်ထက်ဤအခန်းတွင်၌နေထိုင်ရခြင်းကတတ်တာဖွယ်ရှိလိမ့်မည်ဟုသောအတွေ့ဖြင့်အိမ်ခန်းတကားရွက်နေပြီတွင်ကတ်ကရှေပြက်လက်ပြက်ထိုင်ချလိုက်သူတို့ကိုယ်လုံး၌ချွေးစည်းတွေထွက်နေ၏ရှေပြားလက်ပြားများသည်ပဲလျင်အေးဆက်လာသလားထင်ရ၏အခန်းပြင်မှနေ၍အိမ်တကားကိုထုရိုက်ကန့်ကြောက်နေကြသည်ဟေ့အထဲကကော တကားဖွင့်မလားမဖွင့်ဘူးလားတနတ်နဲ့ဖွင့်ပြရမလားအယမ်းမဝင်ကြနဲ့ဟေ့တကားနာအယမ်းမကတ်ကြနဲ့ကျုပ်တနတ်ကအထဲထဲကြံနေခဲ့တာဟာဒီလောက်ဆိုသူ့လက်ထဲရောက်နေပြီရောဗောအေးဗျာဒီနေ့မှတနတ်ကမေ့သွားရတယ်လမ်းတဝက်ကြမှာတတိယတို့ပြန်ယူတာဒီလဲကြရောအိမ်တကားပွင့်နေတော့အထဲကနေရက်ချတန်ကြားလိုက်ရတာပဲတယောက်တော့ဗောစကားပြောတန်ကိုတက်တက်များကြားရသည် တဏ္ဍကြံနေသည်ဟုဆိုသည်မောင်ကြီးကတဏ္ဍဆိုတန်ကြားရသဖြင့်ပို၍ထိတ်လန့်သွားမိသည်သူသည်ဤအလုတ်ကိုလောက်ခရ၌အလုတ်နှင့်ဆက်ဆိုင်သောလက်သမားရိတ်ခါမှလွဲ၍တဏ္ဍကိုမဆိုထားပြီးဓမြောင်ကိုပင်ကင်ဆောင်သူမဟုတ်ယခုသူရောက်နေသောအခန်းတွင်၌တဏ္ဍရှိနေသည်ဟုဆို၏ဤတဏ္ဍမှာမိမိလက်ဝယ်ရောက်နေပြီဟု အပြင်ကားလူတွေကလည်းအထင်ရောက်နေ၏တဏ္ဍဘယ်မှာရှိမှန်မှန်းလည်းမသိ ။တနတ်ကိုချပွေရန်လဲစိတ်မဝင်စားပြည့်လဲမပြည့်တဲ့။မောင်ကြီးသည်ဤအဖြစ်သည်ငိုအားထက်ရဲအားတန်တရာ ဖြစ်နေမျိုးလားဟုဆိုရပြီတော့မည်။တကားကိုဖြတ်ကွာတယောက်ကအော်၏။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့အပိုင်းသုံးစီစဉ်တင်ဆက်မှုကိုအီမာနင်ခိတခဏရန်နာခွင့်ပြုပါခင်ဗျာ။ဒီနေ့မှာအချိန်ပေပြီးအချိန်ပေပြီးဝင်ရောက်နားဆင်အားပေးကြတဲ့သူကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ။ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိန်တပါးရှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ။